မနက်4:38မိနစ်မော်စကိုမြို့ရဲ့နောက်တောင်ပိုင်း25မိုင်အကွာမှာရှိတဲ့ April Left ကဒုံးကျည်တိုးလောင်ရေးစခန်းရဲ့အပြင်ဘက်တောအုပ်တွေဟာတိတ်ဆိတ်ငြိမ်သန်နေခဲ့ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကိုမြို့နှင်းတွေကခပ်ပါးပါးအုပ်ဆိုင်ထားပြီးအာယုံတက်ဖို့နိုင်ပိုင်းလောက်ပဲလိုတော့တဲ့အချိန်မှာဒီလိုတိတ်ဆိတ်မှုကိုရုတ်တရက်ဆိုသလိုဆုတ်ဖြဲလိုက်တဲ့အတန်းကတော့ကောင်းငင်ရန်ကလာတဲ့ Jet Engine တွေရဲ့တုံခါချင်းချောက်တန်းပါပဲ။ရုရှားရဲ့ Sukhoi 27တိုက်လေယာဉ်တွေဟာမြေပြင်နဲ့ပေအနှဲငယ်အကွာ တစ်ပင်ထိတ်တွေနဲ့ကပ်ပြီးအချိန်ပြင်းပြင်းပြန်တန်းလာကြပါတယ်။လေရင်တွေဟာတစ်တောစီကိုဖြတ်ကျော်လာတာနဲ့တပြိုင်နက်ဒုံးကြီးတွေကိုအဆက်မပြတ်ပြစ်လွှတ်လိုက်ပါတယ်။အဲ့ဒီဒုံးကြီးတွေဟာတစ်ပင်တွေကိုပိုင်းဖြတ်ထိုးပေါက်သွားပြီးစက္ကန်းရဲ့ကာဝေးရေးစီကိုဘုံမိုးရွာချတယ်လို့တိုက်ခိုက်ပါတော့တယ်။အချိန်တည်းမှာပဲတောအုပ်ထဲမှာပုံးကွယ်နေရယူထားတဲ့ကာပေါ့52တိုက်ခိုက်ရေးဟက်ရင်တွေကလည်းသူတို့ရဲ့တင်ကားဖြတ်ပဲ့ထိန်ဒုံးကြီးတွေကိုပြစ်လွှတ်ပြီးယူကရိန်းရဲ့တန်ကြပ်ကားရှင်တွေဝင်လာနိုင်မဲ့လမ်းကြောင်းတွေကိုကြိုတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ ဲ့ဒီနောက်မှာတော့တော်နာဒိုဂျီဒုံးကြီးပြစ်လွတ်တင်ရင်တွေရဲ့အလှည့်ရောက်လာပါတယ်သူတို့ဟာစခန်းရဲ့အပြင်စီကိုအဆက်မပြတ်ဒုံးကြီးတွေနဲ့ထုနှက်ပြီးမြေပြင်တစ်ခုလုံးကိုမီးလောင်တိုက်သွင်းပစ်လိုက်ပါတယ်ဒါဟာရန်တမ်းပစ်ခတ်နေတာမဟုတ်ပါဘူးရုရှားရဲ့အရေးကြီးဆုံးဒုံးကြီးတိုးလောင်ရေးစခန်းသူတို့ရဲ့ S400 လေကြောင်းရံကာကွယ်ရေးစနစ်အတွက်အဓိကပြန်လည်ဖြည့်တင်းပေးနေတဲ့အသက်သွေးကြောကိုကာကွယ်ဖို့အတွက်အသေးစိတ်တွက်ချက်ထားတဲ့ဂျိုတင်ဟန်တာတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။မင်းနှစ်ပိုင်းအတွင်းမှာပဲအရာအလုံးဟာတိတ်ဆိတ်မှုကနေစစ်ပွဲစစ်ရဲ့အကြောင်းမှတ်ဖွဲ့ရအတန်ပလန်တွေနဲ့ပြည့်ညတ်သွားပါတော့တယ်။ ရုရှားရဲ့ဂျူတင်တိုက်ခိုက်မှုမပြီးဆုံးသေးခင်မှာပဲယူကရိန်းရဲ့တုံ့ပြန်မှုကချက်ချင်းဆိုသလိုရောက်ရှိလာခဲ့ပါတယ်။တော်နာဒိုဂျီဒုံးကြီးတွေကြားရောက်ပြီးမင်းတပိုင်းအတွင်းမှာပဲယူကရိန်းရဲ့ mid 29တိုက်လေညင်တွေဟာပေ900အောင်နိုင်ပြန်တမ်းမှုနဲ့ရုရှားလေပိုင်းနယ်ထဲကိုထိုးဖောက်ဝင်ရောက်လာပါတယ်။သူတို့ဟာယူကရိန်းရဲ့မြေပြင်အခြေစိုက် electronic warfare EW လို့ခေါ်တဲ့ electronic စစ်ဆင်ရေး truck ကားတွေကိုဖန်တီးပေးထားတဲ့ radar ကင်းလစုံတွေကနေတဆင့်လှည့်မြန်စွာဝင်ရောက်လာတာပါ။သူတို့ရဲ့နောက်မှာတော့မောင်းသူမဲ့လေယာဉ် UAV အုတ်ကြီးဟာ ပြောင်း꿰တယ်လို့လိုက်ပါလာခဲ့ပါတယ်အချို့ drone တွေကမျက်ရည်ဆက်လောက်ပဲသေးငယ်ပေမဲ့အချို့ကတော့တောင်ပံအကျယ်၁၂ပင်နီးပါးရှိတဲ့အကြီးစားတွေပါသူတို့ရဲ့တောင်ဝင်ကရုရှားရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေကိုမဖြစ်မနေအတင်းကျပ်ဖွင့်ခိုင်းမယ်ပြီးရင်သူတို့ရဲ့တီနီယာကိုဖောက်ထုတ်ခိုင်းပြီးဒုံးကြီးတွေကိုအလဟတ်ပစ်ခတ်ခိုင်းခြင်းအဖြစ်အင်အားချိနဲ့သွားအောင်ပြုလုပ်ဖို့ပါပဲရုရှားတို့ဟာထောင်ချောက်ထဲကိုဝင်လာခဲ့ပါတယ်တော M2 လေကြောင်းရန်ကာဝေးရေးစနစ်တွေဟာတောင်ဝင်လှုပ်ရှားလာပြီးဂျားဖြတ်ဟန်တာရေးဒုံးကြီးတွေကိုကောင်းငင်ပေါ်ပစ်လွှတ်လိုက်ပါတယ် ဒါပေမဲ့ပြစ်လွတ်လိုက်တဲ့ဒုံးကြီးဒဇင်းတိုင်းဟာနောက်ထပ်လာမဲ့တိုက်ခိုက်မှုကိုကာဝယ်ဖို့အတွက်လက်နက်တထောင်ညွန်နေသွားခြင်းပါပဲ။အဲဒီရှုပ်ထွေးပွေလိနေတဲ့ကောင်းငင်ရန်ရဲ့အထက်ပေ15000အမြင့်ကနေယူကရိန်းရဲ့စုခွိုင်းတပ်တီတိုက်ခိုက်ရေးဂျက်လင်ယာဉ်တွေဟာထိုးဆင်းလာပြီးရေဒါစကန်တွေနဲ့ကိုကဲရေးစခန်းလိုယူဆရတဲ့အဆောက်အဦတွေကိုတိကျတဲ့ပဲ့ထိန်ပုံးတွေနဲ့ကျဲချတိုက်ခိုက်ပါတော့တယ်။မိုင်40กว่าဝေးကနေပြစ်လွတ်လိုက်တဲ့ JDMER ဘုံတွေဟာပြစ်မှတ်တွေကိုတိကျသွားထိုးဖောက်ဝင်ရောက်ပြီးခံတက်လိုခိုင်ခန့်တဲ့ရေဒါစကန်တွေပေါ်မှာ လိမ္မော်ရောင်နဲ့အနက်ရောင်ဘီးတောက်တွေဖြစ်ပောက်ကွဲသွားပါတယ်။ရုရှားရဲ့ SU-27 ဟာလေကြောင်းပိုင်နက်ကိုပြန်လည်ရယူဖို့အတွက်အသေးအတန်ကြိုးစားလာတဲ့အချိန်မှာယူကရိန်းရဲ့ Mid-29 တိုက်လေယာဉ်တွေကလည်းအလျှော့မပေးဘဲအတန်ထက်မြန်တဲ့အချိန်နဲ့လှည့်ပတ်တိုက်ခိုက်ခဲ့ကြပါတယ်။လေယာဉ်မှူးတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်တိုင်းကြီးတထောင်ချင်းစီရဲ့ပြစ်လွတ်မှုတိုင်းကပေထောင်ပေါင်းများစွာအထက်မှာအသက်ကိုရင်းပြီးကစားနေရတာပါပဲ။ဒီတိုက်ပွဲမှာယူကရိန်းရဲ့ဒုံးရီမန်းချက်ကရိုးရှင်းတာထပ်ပူပါတယ်။သူတို့ဟာမော်စကိုရဲ့အရေးကြီးဆုံးဒုံးကြီးတိုးလောင်ရေးစခန်းကိုကာဝယ်ပေးထားတဲ့ လေချောင်းကာဝယ်ရေးအလွှာကြီးကိုမျက်စိကန်းနားပင်းသွားအောင်ဖြည့်ဆည်းပြဖို့ရည်ရွယ်တာပါ April Love ကရဲ့တောအုပ်တွေနဲ့ကိုရောင်နေထက်မှာလေချောင်းစုမှုမှုအတွက်တိုက်ပွဲဟာအပြင်းထန်သောအဆင့်ကိုစတင်ရောက်ရှိနေပြီဖြစ်ပြီးဒါဟာနောက်ဆက်တွဲမြေပြင်ထိုးစစ်ကြီးအတွက်လမ်းခင်းပေးလိုက်တာလည်းဖြစ်ပါတယ်။ကောင်းကင်ရံမှာလေချောင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပဲမြေပြင်တစ်ခုလုံးဟာယူကရိန်းရဲ့နောက်ထပ်ထိုးစစ်လိုင်းကြောင့်တုံ့ခါသွားခဲ့ပါတယ်။မီဂိုရီနဲ့ကြေမွားနေတဲ့တစ်တော့စီရဲ့နောက်ွယ်ကနေ T84 ပင်မတိုက်ပွဲဝင် တင်ကားကြီးတွေဟာအချိန်ပြင်းပြင်းနဲ့ရှေ့ကိုထိုးဖောက်ဝင်ရောက်လာပါပြီ။ တို့ရဲ့125မီလီမီတာအမြောက်ကြီးတွေကနေရုရှားရဲ့ခံစစ်ဘန်ကားတွေကိုအဆက်မပြတ်မီးပွင့်မတက်ပြစ်ခတ်တိုက်ခိုက်နေတာကိုမြင်ရမှာပါတို့ရဲ့နောက်ကနေအားဖြည့်ပေးလိုက်တာကတော့ IM70 ဒုံးကျည်ပြစ်လွတ်တင်ယာဉ်တွေပါပဲဒီယာဉ်တွေကနေဒုံးကျည်တွေကိုမယံမနာဇက်တိုက်ပြစ်လွတ်လိုက်တာကြောင့်စခန်းရဲ့ပြင်စီမှာဂိုက်တရားလောက်ကျဲတဲ့ဟာကွက်ကြီးတစ်ခုဖောက်ခွဲဖန်တီးလိုက်နိုင်ပါတော့တယ်။ဒုံးကြီးစခန်းပတ်ဝန်းကျင်ကမြေပြင်တစ်ခုလုံးဟာဆိတ်ဆိတ်ညက်ညက်ကျေမွသွားခဲ့ပါပြီ။ဒါဟာယူကရိန်းတန်ကြားကတပ်ဖွဲ့တွေရှေ့ဆက်တိုးဖို့လမ်းကြောင်းကိုရှင်းလင်းပေးလိုက်တာပဲဖြစ်ပါတယ်။ ခြေသုံးထိုးစစ်ကိုဘယ်သူတွေကအနီးကပ်ပစ်ကူပေးနေတယ်လဲဆိုတော့ NLW ဒုံးကျည်လောင်ချာတွေလက်ထဲကင်ထားတဲ့ယူကရိန်းခြေလျင်တပ်သားတွေပါပဲသူတို့တွေဟာတောအုပ်တွေနဲ့မီးလောင်မီပျက်စီးနေတဲ့ရေအပိုင်းစာတွေကြားမှာရုရှားရဲ့ BMP-3 ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေကိုအမဲလိုက်နေတဲ့မုတ်ဆိုးတွေလိုပဲရှာဖွေနေကြတာပါသူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုကတော့မယုံနိုင်လောက်အောင်တိကျလွန်ပါတယ်ရုရှားရင်တစည်းကောင်းပြူလာတာနဲ့တပြိုင်တည်းဂိုက်ချရာအောက်အကွာဝေးကနေ NLW ဒုံးကျည်တစင်းဟာအတန်ထက်မြန်တဲ့အချိန်နဲ့ပြေးထွက်သွားပြီး ဲ့ဒီတမ်တီရင်ကြီးကိုချက်ချင်းပြီးလုံးကြီးအဖြစ်ပြောင်းလဲပြစ်လိုက်ပါတယ်။တကယ်ကိုအစီအစဉ်ကြတဲ့စစ်စင်ကြီးပါ။ဒုံးကြီးတွေကကာဝေးရေးကိုချိုးဖြတ်တယ်။တင်ကားတွေကလှန်သွားလို့ထိုးပေါက်တယ်။ခြေလင်တက်ကကြံရှိနေသမျှကိုအပိသက်ရှင်းလင်းပါတယ်။ဒါဟာယူကရိန်းရဲ့ထိုးစစ်ပုံစံအတစ်ပါပဲ။ဒါပေမဲ့ဒီတစ်ကြိမ်ထိုးစစ်မှာနီးပညာအတစ်တစ်ခုကိုယူကရိန်းတို့ရဲ့စစ်မြေပြင်ဗျူဟာထဲမှာတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့မိုင်းထောင်စရုပ်တွေပါ။သူတို့ပုံစံကဘူဒိုဇာအသေးစားလေးတွေလိုတန်ကြိုးဘိန်းတက်ထားပြီး အမြောက်ကြီးရဲ့မိခိုးလုံးတွေကြားကနေတိတ်တဆိတ်ရှိတ်ကိုတိုးဝင်လာကြတာပါဒီဆက်ရုပ်တွေရဲ့တာဝန်ကတိုက်ခိုက်ဖို့မဟုတ်ပါဘူးစစ်မြေပြင်ကိုသူတို့လိုချင်တဲ့ပုံစံတိုင်းပုံဖော်ပြဖို့ပါပဲသူတို့ဟာလမ်းတွေတွေနဲ့ရုရှားတပ်တွေတံမြန်ထိုးစစ်ဆင်နိုင်တဲ့လမ်းချင်းနေရာတွေမှာအချိန်ကြိုက်ပုံတွေကိုခပ်ပါးပါးလေးထောင်ထားခဲ့ကြပါတယ်ဒီလိုလှုပ်လိုက်တာကြောင့်စစ်မြေပြင်တစ်ခုလုံးဟာယူကရိန်းတို့ရဲ့တပ်ကွင်းတွေအဖြစ်ကိုချက်ချင်းပြောင်းလဲသွားခဲ့ပြီးရုရှားတပ်တွေရဲ့လှုပ်ရှားနိုင်ငံကိုလည်းအကြီးအကျယ်ဟန်တာနိုင်ခဲ့ပါတယ်ဤပညာနဲ့ဘီဟာပေါင်းဆက်လိုက်တဲ့အခါ စစ်မြေပြင်အခြေအနေကဒီလိုပြောင်းလဲသွားနိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ရုရှားတို့ကလည်းအလွယ်တကူအရှုံးပေးမဲ့သူတွေမဟုတ်ပါဘူး။တောအုပ်အတွင်းပိုင်းကနေ T90M10 ကားတွေဟာဟိမ့်ဟောက်တန်ပေးပြီးတိုက်ပွဲတွေဝင်ရောက်လာပါတယ်။သူတို့ရဲ့125 mm မြောက်တွေကလည်းယူကရိန်းရဲ့တန်ကြပ်ကားကားတစ်စီးကိုစက္ကန့်ပိုင်းအတွင်းဖြတ်စီးပစ်လိုက်ပါတယ်။စစ်တပ်ကြီးတန်းတွေဟာမြို့ကိုတွေကြားမှာဖြတ်ပြေးပြီးတပ်ပင်တွေဟာလည်းပောက်ကွဲမှုတွေတန်းကြောင်းပြိုကျကုန်ပါတယ်။ကောင်းကင်မှာစတင်ခဲ့တဲ့တိုက်ပွဲဟာအခုတော့မြေပြင်ပေါ်ကရှုံ့နှံနေကြတဲ့ရောက်ရှိလာပါပြီ။ ဧပြီလကတိုက်ပွဲဟာဂျက်လင်ရင်တွေနဲ့ဒုံးကြီးတွေအကြောင်းမဟုတ်တော့ဘဲတန်ချက်ကနဲ့တန်ချက်ကလူနဲ့ဆက်ရန်တရားတို့ရဲ့တိုက်ပွဲဖြစ်လာခဲ့ပါတယ်။နေမြေတလက်မာချင်းစီကိုရယူဖို့အတွက်အသက်ပေါင်းများစွာချနှင်းပေးဆက်ခဲ့ရပါတယ်။တန်ချက်ကတက်ဖွဲ့တွေဟာဝင်ပေါက်တစ်ခုကိုဖောက်နိုင်ခဲ့ပေမဲ့ရုရှားတို့ဟာပြန်လည်စူးတီးပြီးတောအုပ်တစ်ခုလုံးကိုတန်မဏိအေဂျူအိုးကြီးတစ်ခုဖြစ်ပြောင်းလဲကတိုက်ပွဲရဲ့ရလဒ်ကိုမရေမယာဖြစ်အောင်ဖန်တီးနေခဲ့ပါပြီ။တင်ကားတိုက်ပွဲတွေဟာကျန်းတဲ့တရေအနေထားကိုရောက်ရှိနေခြင်းမှာ ယူကရိန်းတို့ဟာတိုက်ပွဲရဲ့ပုံစံကိုနောက်တစ်ချိန်ပြောင်းလဲလိုက်ပြန်ပါတယ်။ဒီတစ်ခါတော့လက်နက်အားကိုနဲ့မဟုတ်ဘဲတိတ်ဆိတ်မှုနဲ့ပါ။နောက်တန်းကနေ electronic စစ်စင်ရေး truck ကားတွေဟာနေရာယူလာပြီးသူတို့ရဲ့မြင်မာတဲ့ antenna တိုင်းတွေဟာမြူကိုးတွေအထက်ကိုထိုးထွက်လာခဲ့ပါတယ်။စကမိုင်းတွင်မှာပဲသူတို့ဟာရုရှားရဲ့ဆက်သွယ်ရေးလိုင်းတွေ၊ radar လိုင်းတွေကိုဂျမ်းမာလိုင်းတွေနဲ့ဖုံးလွှမ်းပစ်လိုက်ပါတယ်။ရုရှားရဲ့ဆက်သွယ်ရေးစနစ်တွေဟာစူညံတန်တွေနဲ့ပြည့်သွားပြီး radar ဖန်သားပြင်တွေဟာလည်းအချက်လက်အမှားတွေပုံရိပ်တုတွေနဲ့ပြည့်နှက်သွားပါတော့တယ်။ ရုတ်တရက်ဆိုသလိုရုရှားရဲ့တံမြန်တိုက်ခိုက်မှုဟာယိုင်နေသွားပါတယ်။ရေဒီယိုကနေအမိန်ပေးနေတဲ့တင်ကားတံမှုတွေဟာစုညံတန်ကလွယ်ပြီးဘာမှမကြားရတော့ပါဘူး။ပြည်မှတ်ဒေတာကိုစောင့်နေတဲ့လေကြောင်းရန်ကာဝေးရေးတပ်သားတွေဟာဘာမှမပေါ်တော့တဲ့ဖန်သားပြင်တွေကိုငေးကြည့်နေကြရပါတယ်။အဲဒီလိုအချက်လက်ကိမဲ့နေတဲ့ကောင်းငင်မှာယူကရိန်းရဲ့ UAV တွေဟာပေ၃000အမြင့်မှာတိတ်တဆိတ်ပြန်ဝဲနေပြီးရန်သူတန်ချက်ကာရင်တွေအမြောက်စခန်းတွေနဲ့ထောက်ပံ့ရေးရှင်တွေကိုလေဆာမှတ်သားတွေနဲ့ညွန်ပြပေးနေကြပါတယ်။ ရုရှားတို့ဟာအခြေအနေနဲ့အညီပြန်လည်တုံ့ပြန်မှုကြိုးစားကြပါတယ်။မြေအောက်ဗန်ဂါရီတဲကရေဒါအော်ပတာတွေဟာစနစ်တွေကို restart လုပ်ပြီးဂျမ်မင်ကိုထိုးဖောက်ဖို့ကြိုးစားကြပါတယ်။သူတို့ရဲ့ဖန်သားမြေနေပေါ်မှာရန်သူလေယာဉ်အတုဒါဇင်ပေါင်းများစွာပေါ်လာပြီးအများစုကတော့အချက်ပြမှုအတုကိုထုတ်လွှင့်နေတဲ့ drone တွေဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတဲကအနေငယ်ကတော့အစစ်အမှန်တွေဖြစ်ပြီးသူတို့ဟာမီဂိုဘုံတွေအသေးခံ drone တွေကိုရုရှားရဲ့ရင်တန်းတွေပေါ်ပစ်ချတိုက်ခိုက်နေခဲ့ပါတယ်။ Do M2 launcher တွေဟာတုံ့ပြန်ပစ်ခတ်မှုတွေပြုလုပ်ပြီး ဒရုန်းအချို့ကိုကောင်းငင်မာရင်ဖျက်ဆီးနိုင်ခဲ့ပေမဲ့ဒရုန်းရေတွက်ကအလွန်များပြလွန်နေခဲ့ပါတယ်။ဒရုန်းတစ်စီးကိုပစ်ချလိုက်တိုင်းနောက်ထပ်နှစ်စီးကပုံမုံနှဆိုင်သွားထိုးဖောက်ဝင်ရောက်လာပြီး EW စနစ်ရဲ့အကဝဲအောက်မှာသတင်းအချက်လက်တွေကိုပြန်လည်ပေးပို့နေခဲ့ပါတယ်။စစ်မြေပြင်ဟာအရင်ကလိုအမြောက်တန်တွေတင့်ကားတန်တွေနဲ့စုညံနေတော့ပဲဂျမ်မင်ဆက်တွေရဲ့တဝီဝီအတန်းဒရုန်းတွေရဲ့အတန်းနဲ့ရုပ်တရက်ပောက်ကွဲတန်တွေကြားကထူးဆန်းတဲ့တိတ်ဆိတ်မှုတွေနဲ့ပြည့်နှက်နေကြပါတယ်။ဒါဟာလက်နက်အားပြိုင်မှုထက် အမြင်အာယုံနဲ့အာယုံခံနိုင်စွမ်းကိုရှင်းပြနိုင်တဲ့တိုက်ပွဲဖြစ်လာခဲ့ပါတယ်။ဒီမီဂိုမြူရီကြားတဲ့ကနေဘသူကရှင်းရှင်းလင်းလင်းမြင်နိုင်မလဲဆိုတာကတိုက်ပွဲရဲ့နောက်တဆင့်ကိုဆုံးဖြတ်ပေးမှာဖြစ်ပြီးအဲ့ဒီအချိန်မှာတော့ယူကရိန်းဟာအသာစီးရနေခဲ့ပါပြီ။ Electronic မြူကိုတွေကရုရှားရဲ့အာယုံခံကြိယာတွေကိုမျက်စိကန်းစေခဲ့ပြီးနောက်အမှန်တကယ်ပြင်းထန်တဲ့ထုံနှက်ချက်ကရောက်ရှိလာခဲ့ပါတယ်။ပေသုံးတော်မြင့်က drone တွေစီကပြစ်မှတ် data တွေရရှိတာနဲ့ယူကရိန်းတို့ဟာဘုံကျဲတိုက်ခိုက်မှုကိုစတင်ပါတော့တယ်။မိုင်၄၀နီးပါးกว่าကနေ JWER ဘုံတွေဟာတိမ်တိုက်တွေကြားကနေထိုးဆင်းလာပြီးအရင်ကမဖောက်နိုင်ဘူးလို့ထင်ရတဲ့ဘန်ကာတွေကိုထိတ်တိုက်ခွဲခြားပစ်လိုက်ပါတယ်။ပောက်ကွဲမှုရဲ့လှိုင်းရက်တွေဟာစခန်းတစ်ခုလုံးကိုရိုက်ခတ်သွားပြီးတန်မဏိတကားတွေကိုလွင့်ဆင်သွားစေကာကွန်ကရစ်နယံတွေကိုပြိုကျစေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ IM70 ဒုံးကြီးပစ်လွတ်တင်ရှင်တွေကလည်းဒုံးကြီးတွေကိုမိုးရွာသလိုပစ်လွတ်ပြီးစခန်းပြင်ပမှာရက်တက်နေတဲ့ထောက်ပံ့ရေးရှင်တွေကိုတိုက်ခိုက်ပါတယ်။စီပေါ့စာတွေကြည်စံတင်ရှင်တွေဟာပောက်ကွဲမှုတွေကြောင့်မီးလောင်ပျက်စီးကုန်ပြီး ပောက်ကွဲမှုတွေဟာလှိုင်းလုံးတွေလိုတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပြီးမြေပြင်တစ်ခုလုံးကိုမိခိုးတွေဖုံးလွှမ်းနေတဲ့ဂျိုင်းခွက်ကြီးတွေအဖြစ်ပြောင်းလဲပြလိုက်ပါတယ်။ဒရုန်းတွေကပယ်ထိန်ပေးတဲ့အမြောက်ကြီးတွေကလည်းကုတ်ကဲစခန်းတွေကိုတိကျသွားပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။အပေါ်က UAV တွေကအချိန်နဲ့တပြေးညီပြစ်မှတ်ပြင်ဆင်မှုတွေပြုလုပ်ပေးတာကြောင့်အမြောက်ကြီးတွေဟာခံတပ်တွေရဲ့ဂိုက်အနေငယ်အကွာမှာကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒါပေမဲ့ရုရှားကလည်းအပြင်းထန်တုံ့ပြန်ခဲ့ပါတယ်။ S400 ဂျားဖြတ်ဟန်တာရေးဒုံးကြီးတွေဟာဂျေဒမ်ဘုံးတွေကိုလေထဲမှာရင်ဖြတ်စီးပစ်ခတ်တယ်လို့ တော်နာဒိုဂျီလောင်ချာတွေကလည်းယူကရိန်းတပ်တွေစုဝေးရာနေရာတွေကိုပြန်လည်ပိတ်ခတ်ခဲ့ပါတယ်။စခန်းရဲ့နေရာတိုင်းဟာတိမ်မင်းတမန်ရဲ့ကစားကွင်းဖြစ်နေခဲ့ပါပြီ။နိုင်ငံတွေပွင့်ထွက်သွားတယ်၊ရင်တွေတိတ်မောက်ကုန်တယ်၊ကြည်တန်းတူလောင်ယုံတွေဟာစင်ကဲပောက်ကွဲမှုတွေနဲ့မီးလောင်ကုန်ပါတယ်။မိနစ်တန်ကြာအောင်မိုးချိမ့်တယ်လို့ပောက်ကွဲတန်တွေကလွယ်ပြီးဘာမှမကြရတော့ပါဘူး။မီးခိုးနဲ့ဖုံမုံတွေထူထပ်လွန်းလို့ဂိုက်တရာအောက်ထီကိုဘာမှမမြင်ရတော့ပါဘူး။နှစ်ဖက်စလုံးကစစ်သားတွေဟာမျက်စိတစ်ပိုင်းကန်ပြီးအဆက်မပြတ်ကြားရောက်နေတဲ့မီးမိုးအောက်မှာပုန်းခိုနေကြရပါတယ်။ ာဟာခဏတာတိုက်ပွဲမဟုတ်ပဲဘသူအရင်ပြိုလဲမလဲဆိုတာကိုစောင့်ကြည့်ရတဲ့တီးခန့်နိုင်စွမ်းပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။မြေပြင်တစ်ခုလုံးမီးလောင်တိုက်သွင်းခံနေရပေမဲ့ယူကရိန်းရဲ့အမြောက်တွေကြောင့်တိုက်ပွဲကသူတို့ဘက်ကိုရိမ်းရိုင်းစေခဲ့တာတော့အမှန်ပါပဲ။အမြောက်တိုက်ပွဲတွေကြောင့် April Love ကဟာပျက်စီးသွားပေမဲ့ဒုံးကြီးစခန်းကတော့မပြိုလဲသေးပါဘူး။အလုပ်ကိုပြီးတတ်ဖို့အတွက်ယူကရိန်းတို့ဟာအဝေးပြစ်တိုက်ခိုက်မှုကနေအနီးကပ်တိုက်ပွဲဖြစ်ပြောင်းလဲလိုက်ပါတယ်။မီးခိုးတွေကြားကနေတန်ချက်ကတင်ရင်တွေပေါ်က ချင်းလင်းတသားတွေဟာပျက်စီးနေတဲ့အဓိကဂိတ်တကားဝါစီကိုအချိန်နဲ့ဝင်ရောက်လာကြပါတယ်။ဂျေတန်ဘုံတွေဒုံးကြီးတွေကြောင့်ပျို့ချနေတဲ့နေရံတွေဟာသူတို့အတွက်ဝင်ပေါက်ဖြစ်လာခဲ့ပါတယ်။အင်ဂျင်တန်တွေစုညံသွားပြီးယာဉ်တကားတွေပွင့်လာကစစ်သားတွေဟာတနပ်တွေကိုကင်ပြီးမြေပြင်ပေါ်ခုံဆင်းကစစ်မြေပြင်ကိုဖြတ်ပြီးရှေ့တိုးချီတက်ကြပါတယ်။သူတို့ရဲ့အပေါ်မှာတော့ဒရုန်းအသေးစားလေးတွေကမိဂိုဘုံတွေကျဲချပြီးသူတို့ရဲ့ချီတက်မှုကိုအကာအကွယ်ပေးတယ်လို့နေရံတွေမှာကပ်ပြီးခုခံနေတဲ့စစ်တပ်နဲ့သမားတွေကလည်းလက်ပြဘုံတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ စခန်းတွင်းမှာတော့ရုရှားကာကွယ်ရေးတပ်ဖွဲ့တွေဟာဂိုးတောင်တွင်းနဲ့တဝက်တစ်ပြက်ပြိုကျနေတဲ့ဘန်ဂါရီထဲမှာနေရာယူထားကြပါတယ်။ရုရှားတို့ဟာလေကြောင်းပစ်ကူနဲ့တုံ့ပြန်ခဲ့ပါတယ်။ကာဗော52ရဟတ်ယာဉ်တွေဟာမြေပြင်အထက်ပေ200လောက်ကနေပြန်တန်းရင်းယူကရိန်းတပ်ဖွဲ့ရစီကိုဒုံးကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒုံးကြီးစခန်းတွင်းကတိုက်ပွဲဟာပိုပြီးအသက်လူတိုက်ခိုက်လာရပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာဂိုးတောင်တစ်ခုပြီးတစ်ခုကိုစနစ်တကျရှင်းလင်းခဲ့ပါတယ်။တာမနီတကားတွေကိုဖောက်ခွဲတယ်။တနတ်တန်တွေထွက်လာတဲ့အခန်းထဲကိုလက်ပစ်ပုံးတွေပစ်ထည့်တယ်။ ပြီးတော့အကာအကွယ်ပြစ်ခတ်မှုနဲ့တူအထဲကိုဝင်စီးပါတယ်။ရှေ့တွူးမှုတိုင်းတွင်အသက်နဲ့ရင်းခဲ့ရပါတယ်။ဒါပေမဲ့မြောက်တပ်ကလည်းလေဆာနဲ့ညွှန်ပြတဲ့ခံတပ်မှန်သမျှကိုအသင့်ပြစ်ခတ်ပေးဖို့စောင့်နေတာကြောင့်ယူကရိန်းခြေလျင်တပ်တွေဟာရှေ့ဆက်တိုးနိုင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ရုရှားရဲ့ခုခံမှုဟာပြိုကွဲလာပြီးခံစစ်နေရာတွေတစ်ခုပြီးတစ်ခုကျဆုံးလာခဲ့ပါတယ်။ဒါဟာအရင်ကမဖောက်နိုင်ဘူးလို့ထင်ရတဲ့ခံတပ်ကြီးတွေကိုတိမ့်ပိုင်နိုင်လိုက်တဲ့အောင်ပွဲတစ်ခုလိုပါပဲ။တိုက်ပွဲဟာအဝေးပြစ်လက်နက်ကြီးတွေရဲ့မိုးချိန်တံကနေ ရက်ဆာဂျန်နဲ့အနီးကပ်တိုက်ပွဲရဲ့ယင်းနှိမ့်မှုစီကိုပြောင်းလဲသွားခဲ့ပါပြီ။နောက်ဆုံးအနေနဲ့ရုရှားတို့ဟာကောင်တာအတက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ရုရှားရဲ့ BMP-3 ယင်းတွေနဲ့အတူ T-90M တင်ကားတွေဟာယူကရိန်းခြေလင်းတပ်တွေကိုပြန်လည်မောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြိုးပမ်းမှုဟာအရာမထင်ခဲ့ပါဘူး။အပေါ်မှာပြန်ဝဲနေတဲ့ယူကရိန်း drone တွေကသူတို့ရဲ့တီနီယာကိုအမြောက်တက်စီပို့ပေးလိုက်ပြီးခဏအကြာမှာပဲတိကျတဲ့အမြောက်ကြီးတွေကြားရောက်လာကရုရှားရဲ့တံမြန်တိုက်ခိုက်မှုကိုဖိအိုဖျဲဖြစ်သွားစေခဲ့ပါတယ်။ ရေဒါစကန်တွေတိတ်ဆိတ်သွားပြီးတန်ချက်ကတပ်ဖွဲ့တွေကျင်းမာသွားတာနဲ့အမျှရုရှားရဲ့ကာကွယ်ရေးစနစ်တစ်ခုလုံးပြိုကျသွားခဲ့ပါတယ်။နိုင်ပိုင်းတွင်းမှာပဲခံတပ်ကြီးတစ်ခုဟာမီးလောင်နေတဲ့အပျက်စီးတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ April Left ကဒုံးကြီးတူလောင်ရေးစကန်ဟာတန်ချက်ကရင်တွေနဲ့သာကြန့်ရှိနေခဲ့ပါပြီ။ယူကရိန်းတို့ဟာမြေနေရာတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တာထပ်ပိုပါတယ်။သူတို့ဟာမော်စကိုရဲ့ S-400 ကွန်ရက်တို့အရေးပါတဲ့ထောက်ပံ့ရေးအချက်အချာကိုချိုးဖျက်နိုင်ခဲ့ပြီးမြို့တော်ရဲ့နောက်ပတ်ချမ်းကိုကာကွယ်ပေးထားတဲ့ကွင်းဆက်ကိုဖျက်တောက်နိုင်ခဲ့ပါတယ်။ ဒါဟာငင်းလို့မရတဲ့မဟာဗျူဟာမြောက်ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မေဂွန်ကတော့မော်စကိုမြို့ရင်းလမ်းပေါ်တိုက်ပွဲတွေစီဥတီနေတဲ့တံခါးပေါက်တစ်ခုလားဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။